ကျွန်တော်နဲ့မိကျစ်ကလေးများတစ္ဆာနီကျွန်တော်စဲလေးတောက်တတ်တာကိုစောတီဟုပြောနိုင်သည်ဒီတော့က secret ဆိုတာကလည်းပေါ်သေးသည် v captain မြင်းကောင်းကြောင်နဲ့စသဖြင့် secret အမျိုးပေါင်းများစွာကိုဘယ်လန်းကခွင့်ရဆိုင်မှာမစို့အလွယ်တကူဝယ်ယူရရှိနိုင်သည်ကျွန်တော်တောက်တော့ခက်လေးလေးပြင်းပြင်း v secret မှာတလိပ်ငါးပြားတာပေးရသည် ဘောင်းသင်းအဆွဲကောင်း၍ကျွန်တော်ကလည်း secret ဖြူဖြူဟာနှက်ခမ်းမှမထီတထီတွဲခိုစေဟံအမေရိကန်မင်းသား James Dean ပုံကိုနှစ်သက်၍တောင်းမိရာက ကြတော့ခက်ပြင်းပြင်း secret ဤကတ္တရာဓာတ်ကိုအစုတ်သေးကိုတဝရှိုက်သွင်းရတာလေထဲမှာပြာရော်သော secret မိကိုငွေတို့ ဝေဝဲပြဲလွင်တာကို ကြည်ရင်အတိတ်ပဲမဲ့စိတ်ကူးပြန်လွင်ရတာတွေကိုဆွဲလန်းလာခဲ့မိသည် ဒီလိုနဲ့အတောက်များလာတော့အခါ secret တာမကစေဘောလိတ်ကိုပါတွဲဖက်တောက်ရကနောက်ဆုံး secret စွဲသူအဖြစ်ရောက်ခဲ့ရသည် ကျွန်တော်လဲစူးလစ်ပြလန်နဲ့ရုပ်ရှင်ရုံတဝိုက်ကိုရောက်တိုင်းဂုံယုံနဲ့လက်ရွေးစင်ကဖေးတဝိုက်လမ်းဘေးမှာကတ်ရောက်နေသော တိုလီမိုလီဆိုင်ကလေးများကိုရက်တန့်ကေမွန်နေတတ်သည်ထိုဆိုင်ကလေးများမှာလူချင်းသဝက်နိုင်ငံခြားပြည်ပစ္စည်းမျိုးစုံကိုဘန်ကလေးများခင်းကျင်းပြသထားကြသည် ထိုဆိုင်ကလေးများမှာ ဖောင်တိန်မျက်မှန်ဒိုင်းရီစာအုပ်များလျှက်စစ်သုံးကလေးကစားတဲ့အရုပ်များဘစ်ကွတ်မုံတက်တာဇပွဲတင်အလှရုပ်မိချစ်များပို့စကတ်ကင်မရာ ပြက်ကတဲ့နိုင်ငံသားစေးတချို့မှစ၍16မီလီမီတာရုပ်ရှင်ပြသနှင့်စပိန်တီရှိတတ်သည်ခွင့်ကြုံ၍ထိုဆိုင်ကလေးများရှိမှဖျက်ရှောက်ရတိုင်းခဏဖြစ်ဖြစ်ကျွန်တော်ရက်တန့်ငေးမောကြည့်မိသည် ျွန်တော်ငေးမောတီမှာမိကျက်လက်လက်ကလေးများကိုဖြစ်သည်ကျွန်တော်လောက်စိတ်လေးဆွဲသူများမှာမိကျက်ဆောင်ရသည်ထို့ကြောင့်ကျွန်တော်ဒီလှပတော်မိကျက်ကလေးများကိုတွေ့တော့ခါညနိုးပွဲရာတစ်ခုလိုပင်တံမိုးထတတ်သည်ကျွန်တော်စီမှာအုံပြုနေစေမိကျက်တစ်လုံးတော့ရှိပါသည်သို့တော့လမလောက်မှလောက်ွားလောက်အထိအရွယ်အစားမျိုးမျိုးစိမ့်ပြဝါနီအယောင်သွေးမျိုးမျိုးပစ္စတိုတနတ်ပုံမှတင်မောပုံထိပ် ပုံတရံအမျိုးမျိုးရှိသည့်မိကျက်ကလေးများကိုတော့လိုချင်သည်ပင်သို့တော့ကျွန်တော်ဒီမိကျက်တစ်ခုမှနှစ်ခုသုံးခုထား၍သုံးဆွဲနိုင်လောက်အောင်ပိုရှန်သူမဟုတ်၍ထိုတမတ်မှုကိုရင်ထဲမှပင်ချိုးနှင်ထားလေသည်ဒီနေ့လဲလက်ရွေးစင်ကဖေးရှိမှထိုင်တဆိုင်ဝဲမဝဲနိုင်တော့လဲအာတာပြေသဘောမျိုးဖြင့်မိကျက်လှလှလေးများကိုရတ်တန့်ငေးမောနေသည် ပခုံးကိုတုံတယောက်ကပုတ်ခါခံရ၍လက်ကြည့်လိုက်ရာចောင်းနေပတ်တငယ်ချင်းတင်မောင်ဦးဖြစ်နေသည်ကို တွေ့ရလေသည်ចောင်းနေပတ်တငယ်ချင်းမှာကျွန်တော်နှင့်ကြွားချလာသူဖြစ်၏အထက်တန်းចောင်းသားဘွားကပင် ကိုပိုင်ကားဖြင့်ចောင်းတက်သူတင်မောင်ဦး၏မိဘများမှာကြွယ်ဝချမ်းသာသူများဖြစ်ကြသည်ကွဲကွာသွားကြသည်မှာကြာပြီးចောင်းထွက်ပြီးကလေးကကိုလန်းကိုလျှောက်ခဲ့ကြရာလမ်းချင်းမတူသူနှစ်ယောက်သားမှာ တွေးစရာအကြောင်းလဲပါတီနဲ့အမြကင်းကွာခဲ့ရတာဓမ္မရာပဲသူရောက်လေရောက်ထရှိသောရန်ကုန်ရှိဟိုတယ်ကြီးများကို ကျွန်တော်ကမရောက်နိုင် အောက်တန်းစေးဘဝဖြင့်တာဝန်ထမ်းဆောင်ရာကိန်းကနံများပုံထပ်ထားသည့်နေစဉ်ရုံစပွဲရှိရာသို့ပလပောင်းပေါ်မှကျွန်တော်လျှောက်သွားခိုက်တခါတရံဝဲဖြတ်တန်းမောင်းနှင်သွားသော ကားဖြူဖြူဝဲသူပသွားသည်ကို အမတ်မထင်မြင်ရတတ်သည်ကဲလာဗျမတွေ့ရတာကြာပြီလဖေးတိုင်ထိုင်ရအောင်တင်မောင်ဦးဤဖိတ်ခေါ်ချက်အရာကျွန်တော်တို့နှစ်ဦးလက်ရွေးစင် ကဖေးထဲမှာထိုင်ပြီးကြသည် တင်မောင်ဦးက တိုက်ပုံအင်ကြီးအိတ်ထဲမှာလက်ကင်ပွားကိုထုတ်ကညနာကိုတုံနေသည်အမြဲတမ်းအင်းရရေပေါ်မှ ရှက်တိုက်ဖြတ်တန်းလာသည်လက်ဆက်တော်လေကို ရှူရှိုက်နေရသောကြောင့်လာမသည်သူမျက်နှာမှာအရွယ်နှင်းစလျင် နုပြိုလိုနေသည် ူတို့ channel တိုင်းမှာအင်အားလန်းတွင်ရှိသည်သူနှကိုနေဖြူဖြောဖြောမျက်နာမှာနေရှိန်ကြောင့်ပန်းနှူးရောင်ရဲနေက သူနှဖူးမှာချွေးဥရို့တွဲခွန်နေကြ၏ကျောင်းနေစဉ်မှာစရွေသူသည် နေတိမခန့်သောပန်းလေးနှင့်တူးနေသည်မှာမပြောင်းမလဲရှိသေးသည်ကားမပေါ့လားလို့ကျွန်တော်ကမေးမိသည်သူကဟုကနဲ့တက်ပြင်းတစ်ချက်ကိုမှုတ်ထုတ်လိုက်ပြီးမပေါ့ဘူးခင်ဗျ အဲ့ဒီဒုက္ခပေါ့ကျွန်တော်ကပြက်နေလို့ပစ္စည်းလိုက်ရှာနေတာသူကကားပစ္စည်းအမျိုးမြစ်တစ်ခုကိုပြောလိုက်တော့လဲကျွန်တော်မသိကြီးထိုပစ္စည်းမှာဘလောက်ရေးကြီးမှန်းဘယ်နေရာသုံးရမြစ်ပစ္စည်းမှန်းလဲမသိကြီးကိုမိုင်ကားဆိုတီကကျွန်တော်တို့နဲ့ဝေးกว่าတော့အရာသာ ဖြစ်သည်ကျွန်တော်တို့ဖို့သင်္ကန်းပစ္စည်းဟုဆိုတော့ထိုကော်ရိုလာမာစီဒီဖီယက်ဖောက်စ်ဝဲဂွန်စသည့်ကားများမှာ တို့အတွက်မူဧကံပင်မရှိမဖြစ်လိုအပ်သောအရာများဖြစ်နေလေသည်တို့မှတနေရာနဲ့တနေရာကို ကျွန်တော်တို့လို ခြေဖြင့်သွားသူများမဟုတ်ချေဖင်ဖြင့်သွားသူများသာ ဖြစ်သည်ချပါလိုက်တဲ့ပစ္စည်းဗျာပေါက်ဈေး3500ရှိတယ်တဲ့ကြိုက်သေးပေးမဲ့ဆိုပေမဲ့လည်းဈေးတကားပဲရှိတယ်ပစ္စည်းရရှာမရဘူးမနဲ့ထဲကတက်စီတစ်စီးငါးပြီးရှာနေတာမောင်ခိုင်လန်းနဲ့တိတ်ကြီးသေးတစ်ဝိုက်လည်းနှံ့နေပြီ ညနေကုန်းဘက်လည်းရောက်ခဲ့ပြီဘယ်မှမရှာမရအောင်ကားကနောက်ဆုံးမော်ဆိုတော့ပိုပစ္စည်းကမြမပြည်ထဲကိုတိတ်မရောက်သေးဘူးတဲ့သူမျက်နာမှာစိတ်အိုက်ပင်မဟန်ပေါ်နေသည်သူကားထို့သူပြက်နေသည်မှာသူ့ဘဝရဲ့အစိတ်ပိုင်းတစ်ခုကျိုးပဲ့နေတာပဲဟုသူထင်မိဟုတ်သည်အင်အားကန်ဟိုတယ်မှာစိမ့်လဲပြသောရေပြင်ထဲကလာကိုငေးကြည့်ရင်ညခါဘီယာသွားတောက်ပေါ်ရမခက်လားရုပ်ရှင်ကြည့်လို့တဲ့အခါတမနာရုပ်ရှင်ယုံကို ဘာနဲ့သွားရမည်နီ။သူကကျွန်တော်ရှိမှညှဉ်းညွန်နေသည်။ကျွန်တော်တို့ဖို့ကားမရှိမဖြစ်ဘူးဗျ။ဈေးထိပ်မှဖနက်ထွက်ဝယ်ရင် သူနင်းတွေ့သည်။သူဆိုဒီမှာထုံးစံအတိုင်းပဲဒူးစဲရောက်အောင်အကွက်မပေါ်သောလုံကြီးကိုဝှက်ထားကအပေါ်ပိုင်းပလာနဲ့မောင်ကျင်ဖြစ်သည်။မောင်ကျင်သည်ကျွန်တော်တို့ရက်ွက်သေးမှာငါးစီတန်းကုံစိန်ချင်းထန်းကူလီကလေးဖြစ်၍ သေးနေစိုက်ကားဂိတ်နှင့်အမိုက်ပုံကြားမှပင်ကျူးကျော်တဲကလေးထိုး၍နေလေသည်တဲဟုသာဆိုလိုက်ရတော့လေသူ့လိုဘဝတူအလုတ္တမမိသားစုနှင့်နှစ်ဦးဆက်တူစုပေါင်းနေထိုင်ကြသောထိုးရင်တိရင်တိုင်လေးမှာကံကွက်မြည်သူရှိကတဲဟုပင်မတုံဆွဲနိုင်ကြီးအမြဲတစေအမိုးကုတ်ကုတ်လောင်အိုက်မဲမောင်းနေသောထိုးတဲကလေးမှာမိုက်ပုံမှအနန္တဘောင်းဆောင်ဖြင့် မှွန်ထုံးနေပေမည်။ကို့ဘာလာဝဲတာလဲ။သူကပြုံးရင်နှုတ်ဆက်သည်။ကျွန်တော်ကလက်ထဲကစက်ကွေကိုမြောက်ပြရင်ဖနက်လေးဖနက်သေးတွေလည်းတနေ့တခြားကြီးလာလိုက်တာကွာ။အခုမန္တလေးဖနက်ခញ្ញញ៉ាន់တော့35ကျပ်ပေးခဲ့ရတယ်။မဝယ်မဖြစ်တော့လဲဝယ်ရတာပဲဟိ။သူကပြုံးနေသည်။ကျွန်တော်ဤမဝယ်မဖြစ်ဆိုသောစကားကို ပြုံးကျင်၍ဖြစ်မည်။ဟုတ်သည်။သူ6ရောက်များကဖနက်မှာပါ နှွေမိုးဆောင်သူ့ကိုဘယ်တော့ခါမှဖနှက်သီးလျက်မတွေ့ရအခုလိုပူလွန်း၍အေးပျော်လူနေသောကတ္တရလမ်းပေါ်မှာပင်ဖနှက်သီးလျက်မတွေ့ရအလေးအကျင့်မဲ့ဖြစ်မိထင်ဤသူသည်မွေးလာကလေးကဖနှက်သီးလဟံမတူရဖနှက်ဆိုဒီမှာသူတို့အတွက်အပိုးစိန်ခံပစ္စည်းတစ်မျိုးသာဖြစ်သည်သူကဒါကြောင့်ကျွန်တော်စကားကိုပြုံးညင်တာပဲသူ့ချေဘွားမှာ ွဲရည်လိုပဲမာကျော်ကြမ်းထော်နေပြီး အပူအေးသာမကစူပလင်းခွဲစသည့်တို့ကိုလည်းဖြုံမြည်ဟန်မရှိသေးထို့ကကျွန်တော်ဒီတင်မောင်ဦးတို့ဖနက်စည်းတတ်တာကိုမြင်အောင်လာသည်เจ้าနေစဉ်တခါကတင်မောင်ဦးခေါ်ရေသူတို့အိမ်ကို အလဲလိုက်သွားဘူးသည် ထိုကအံဩဝဲကောင်းအောင် တင်မောင်ဦးတို့ဖနက်စည်းတပ်ပုံကိုမြင်ရသည်တင်မောင်ဒီကားပေါ်တက်လိုက်သည်နှင့်မြန်မာစည်းတော်ဖနက်ကို ချွတ်ကား ကားပေါ်မှာအသင်ထားသော ကားပေါ်စီဖနက်ကို ပြောင်းစီလိုက်သည်တိုက်သေးကိုဝင်သောအခါမှာလည်းအပြင်မှစီသောဖနက်ကို ချွတ်၍အိမ်ထဲမှစီသောဖနက်ကိုပြောင်းစီလာတွေ့ရသည်မှတ်ချက်အမှန်ဆိုမှုဖိဖိတောက်နေသောကျမ်းမြင့်ပေါ်မှာနူးညံ့လှသောခန်းလုံးပြည့်ကော်သောခင်းသာသည်ဖြင့်ဖနက်စည်းရန်မလိုအပ်ချေအိမ်သာထဲဝင်ရင်စီးဖို့ရေချိုးရင်စီးဖို့ထားသောဖနက်များကိုလည်းတွေ့ရသည် အပေါ်ဓာတ်ကိုတက်မြည်ပြူသောအခါအောက်ထပ်မှစီသောဖနက်ကိုအပေါ်ဓာတ်မှစီသောဖနက်ဖြင့်လှေကရင်မှလဲစီရပြန်သည် နောက်ဆုံးအိယာဝင်သောအခါ၌ပင်ကရင်ပေါ်မှဝိဖနက်ကိုစီအိတ်ကြသည်ဆို၏ထို့ကြောင့်သူတို့ခြေပွားလင်းများသည်သွေးရောင်ရှမ်းကနူးညံ့ပျော့ဖက်နေကြသည်ပန်ကလေးတပွင့်ကိုနင်းမိမဲ့ဆိုရင်တော့ထိုခြေပွားတို့ကနာကျင်နေလိမ့်အောင်မလားမသိ အခုဖနက်ဆိုတာကိုဇင်ကံပစ္စည်းလို့သဘောထားတော့မောင်ကျင်ကတော့ဖနက်ထက်တာတော့ကျွန်တော်လက်ထက်ကအိတ်ကိုကြည့်ကပြုံးလို့တာနေသည် သူ့မျက်လုံးထဲမှာပုပ်စတချို့ကို ကျွန်တော်တွေ့ရသည်35ကျပ်ဆိုတော့ဖနက်တရံပိုသည်ငစိမ့်သန်းသာဝယ်စားလျင်ဘနက်ပြရမည်ငပိရေချိုတာဝယ်ရင်ဘနက်နဲ့သမင်းနဲ့စားနိုင်ပြီဟုတွက်ချက်နေရတူသည် ကျွန်တော်ကမလုံးမလဲနဲ့ကုကံကာကွယ်တော်စကားကို ဆိုလိုက်သည်တို့ဘောဖနှက်ကမရှိမဖြစ်ဘူးကဆဲလေးတောက်တက်သူဆဲလေးကိုဆွဲလန်းသူဆဲလေးကိုတတ်မှတ်သူဖြစ်လာတော့ခါကျွန်တော်ဒီဆဲလေးနဲ့ပတ်သက်တော့ကိုယ်စိတ်ဒုက္ခကိုခံစားရတော့သည်ကျွန်တော်၌အင်းကြီးလုံးကြီးအကောင်းဟု၍မရှိ ရှိသမျှအင်းကြီးလုံးကြီးများမှာမိပေါ့ရဗလပွားနှင့်ဖြစ်သည်လက်ခုံပေါင်ခြေရောက်ခြင်းဘက်တို့မှလည်း မိဘွားကြွ၍ဖြစ်သောမိလောင်ပုလေးများနှင့်ကင်းသည့်အခါဟု၍မရှိစစ်လိတ်တောက်လွန်သောအခါချောင်းတဟဟသိုးကချွဲထသည်အမြဲတမ်းခေါင်းအုံးကမူးယီ၍မောနေတတ်သည်ကြသောစစ်လိတ်ကကိုယ်ကိုလွှမ်းမိုးနိုင်อยู่ကမိုးလင်းမမိုးချုပ်တိုင်မတောက်ချင်လဲတောက်တောက်ချင်လဲတောက်ပါးစပ်နှင့်စစ်လိတ်ပြက်လျင်မဖြစ်တော့သောစစ်လိတ်ကြုံဘွားကိုရောက်လာလေသည် ဒီလိုနဲ့ကိုကိုကို မုံတိလက15နှစ်ကြာမြတ်ဆွေးမြင်ခဲ့သောစေလေးကို ကျွန်တော်ဖြတ်လိုက်သည်ယခုကကျွန်တော်စေလေးဖြတ်လိုက်ဒီမှာငါးနှစ်ခန့်မှရှိကြပြီ ကျွန်တော်လည်းမကြာခဏပင်စူးလင်လန်းဘော်ကိုရောက်သေးသည်ရောက်တိုင်းထိုနေရာတဝိုင်းရှိတိုလီမိုလီနိုင်ငံသားပစ္စည်းရောင်းသောဆိုင်ကလေးများရှိမှဖြတ်တန်းလျှောက်သွားစမြဲဖြစ်သည်သို့တော့ရခင်ငါးလိုရက်တက်ငေမော့မနေတော့အခုအခါကျွန်တော်ဒီ စိတ်လေးတောက်သူမဟုတ်တော့ကြီးထို့ကြောင့်မိကျက်လှလလေးများကိုလည်းမလိုချင်တော့ကြီးသစ္စာနိကျွန်တော်နဲ့မိကျက်ကလေးများ